အီရန်ပြစ်လွတ်တဲ့ဒရုန်းတရာခန့်ကိုမိမိရဲ့ပိုင်နဲ့ပြင်ပမှာပစ်ချခဲ့တယ်လို့အစ္စရေးကပြောပါရယ်။အစ္စရေးကအီရန်နိုင်ငံတဝမ်းမှာရှိတဲ့ပစ်မှတ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပြီးတဲ့နောက်အီရန်ကအစ္စရေးထံဒရုန်းတရာခန့်ပြစ်လွတ်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကအစိုးရမှပြောကြားခဲ့ပါရယ်။အစ္စရေးစစ်တပ်ဟာအီရန်ကပြစ်လွတ်လိုက်တဲ့ဒရုန်းတွေကိုအစ္စရေးပိုင်နဲ့ရဲ့ပြင်ပမှာပစ်ချတာကိုစတင်လှုံ့ဆော်နေပါတယ်လို့အစ္စရေးတာဝန်ရှိသူကထုတ်ပြန်ကြမှာဖော်ပြထားပါရယ်။ဒါ့အပြင်ဂျော်ဒန်ရဲ့လေပိုင်နဲ့ကိုချိုးဖောက်လာတဲ့ဒရုန်းတွေနဲ့ ဒုံးကျည်တွေကိုစွန်းဆက်သုံးရက်မှာဂျော်ရန်စစ်တပ်ကကြားဖြတ်ပစ်ချခဲ့တယ်လို့ပြောကြားခဲ့ပါတယ် အစ္စရေးတိုက်ခိုက်မှုတွေကိုတုံ့ပြန်ရမှာအကန့်အသတ်မရှိဘူးလို့အီရန်ကပြောကြားခဲ့ပြီးတဲ့နောက်ချော်ရန်ကမိမိရဲ့လေပိုင်နဲ့အတွင် drone တွေနဲ့ဒုံးကျည်တွေကိုကြားဖြတ်ပစ်ချခဲ့တာဖြစ်ပါတယ်။တော်ဝင်လေတက်လေရင်နဲ့လေချောင်းကာကွယ်ရေးစနစ်တွေကချော်ရန်လေပိုင်နဲ့ထဲကိုဝင်လာတဲ့ drone တွေနဲ့ဒုံးကျည်တွေကိုစွန်း73ရက်မနက်ပိုင်းမှာကြားဖြတ်ပစ်ချခဲ့ပါတယ်လို့ချော်ရန်စစ်တပ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ချော်ရန်မြို့တော်အန်မန်မှာလေချောင်းအချက်ပေးတံတွေမြင်နေခဲ့ပြီးပြည်သူတွေနေအိမ်မှာနေကြဖို့တတိပေးထားပါတယ်။